ထွေးကိုကြောက်ပြီးထွက်ပြေးလာတဲ့ဆလင်းနှင့်အရွယ်သမီးငယ်လေးမိင်္ဂလာပါပရိသတ်ကြီးတို့၏အခုနောက်ပိုင်းမှာတော့မိဘနဲ့သားသမီးတို့မယုံကြည်ရတော့တဲ့ခင်စနစ်ဆိုကြီးအောက်ကိုရှောက်လာနေပါ යි ခင်နဲ့လိုက်ရောညီထွေးနေတဲ့သူတွေများလာသလိုခင်နောက်လိုက်ပြီးပျက်စီးလာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါ යි ပိုဆိုရာကတော့လူတိုင်းမိဘကသားသမီးပေါင်းနှမအမျိုးဆိုရာတွေကိုလည်းစိတ်မချရတော့သလိုလာသားအရွယ်ကလေးပါပဲဆိုပြီးလဲဖခင်ရင်းနဲ့တောင်တွတ်ထားလို့မရတော့တဲ့အခြေအနေအထိကိုစိုးဝါလာခဲ့တာပါဇယိုက်တွေလည်းကြမ်းတမ်းလာသလို စီးဆိုတာတွေလည်းမရှိတော့ပဲဖုန်းတွေကလုံသမျှတွေကိုအတုမြင်အတက်တဲ့လက်တက်စမ်းကျင်လာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါတယ်။အခုလိုလူအများကစီးပွားရေးမပြေလည်ကြပဲဇုံရင်ပူပန်မှုတွေလည်းများစွာရှိလာခဲ့ပါတယ်။ဒါကတော့ကိုသားသမီးတွေအတွက်ပါသမီးမိန်းကလေးမွေးထားပြီးငယ်သေးပါတယ်ဆိုပြီးအိမ်မှာတယောက်တည်းထားလို့မရတော့တဲ့အခြေအနေတွေဖြစ်လာသလိုကိုဦးလေးပါအကိုပါအမျိုးပါဆိုပြီးစိတ်ချလက်ချလေးထားခဲ့လို့မရတော့ပါဘူးဒီထက်ဆိုတာကတော့ပထွေးပါပဲပထွေးဆိုရင်အမျိုးတွေကတော့ တရားမှာတယောက်လောက်သာရှာရှာပပလူကောင်းပါတတ်ကြပြီးမရပါသာသမီလေးတွေဆိုရင်ကိုဖြက်စည်းဖို့အနစ်ချောင်းတွေတက်ကြသူတွေများပါ යි ငွေဖားခင်တောင်တချို့စိတ်မချရပဲသမီးကိုမရလောက်လိုက်လို့ကလေးရသွားတာတွေတောင်ရှိလာပါ යි ကုတကမာလေးဒီအသက်ဆလေးနှစ်အရွယ်ကလေးမာလီကတော့ပထရီရဲ့ရံကိုကြောက်လို့ဖြတ်ပြေးလာခဲ့ရပဲဖြစ်ပါ යි မိခင်ဖြစ်သူကယောက်ျားဆုံးပြီးသိပ်မကြခင်မှာပဲနောက်အင်နာပြူခဲ့တာပါနောက်အင်နာပြူပြီးတိတ်မကြခင်မှာပဲမိခင်ဖြစ်သူကအဆုံးသွားခဲ့ပါတယ်။ဒါကြောင့်မဲတမီလေးခမရအကူရမဲသွားခဲ့ရပြီ တထွေးကလည်းအချိန်ပြည့်မူယူတောက်စားနေရကြောင်းသူမဘဝအတွက်လုံခြုံမှုဆိုတာလည်းမရှိတော့ပါဘူး။ပထွေးနဲ့နေရပေမဲ့ပထွေးဖြစ်သူကအခုလိုတောက်စားမှုရတဲ့တာကြောင့်ခင်ပြည့်ဆောင်ကအိမ်မမနေရလို့ထွက်ပြေးလာတာဖြစ်ပြီးကြိတ်ထုံမျိုးပြီးသူစီအနောက်နေတယ်လို့သိရပြီးဆွေမျိုးစွာလည်းမရှိသူတယောက်ဖြစ်ပိုင်ခင်ပြည့်ဆောင်ကတော့အသက်၁၄နှစ်အရွယ်လေးသာရှိသေးပြီးအခုချိန်မှာတော့ပထွေးရဲ့ရန်ကိုကြောက်လို့ထွက်ပြေးရင်းလက်ရှိကရင်ပြည်နယ်ဖျားသုံးစုမျိုးကိုရောက်ရှိနေရပဲဖြစ်ပိုင်ခုချိန်မှာတော့တက်ဆိုင်ရာကုညီရေးအသင်းကအဆောက်ရှောက်ပေးထားပြီး သမီးလေးရဲ့အမျိုးဝေမိသားစုဝင်တွေအနေနဲ့လာခေါ်ဖို့အသိပေးလာတာပဲဖြစ်ပါတယ်။ဒါကြောင့်တချို့ကတော့အမျိုးစုံနဲ့ပထွေးကလာခေါ်ရင်ဘယ်လိုလုပ်မလဲ။ပထွေးနဲ့တော့ပြန်မထည့်ပါနဲ့။ကလေးဘွားမလုံးကြုံမအောင်ပြန်မထည့်သေးခြင်းမို့ပထမပို့မှာမိခင်ကကွယ်လွန်ပြီဆိုကြရတိကျမေးပြီးတင်းတော်မဲသူတော်ကောင်းလေးစီထားသိခြင်းနဲ့အလုတ်ပြီးအဆောင်နေစီယာတကယ်ဆွေမျိုးလူကိုချင်းစားတဲ့သူတွေနဲ့တွေ့စီခြင်းမိုက်ဇလေးနှစ်ကအကုံနားလေနေပြီးအမျိုးမရှိဘူးတကောင်ကျွတ်လို့ပြောထားတာကို တည့်ရသူအမြန်ဆက်သေးဆိုတော့ပထွေးကိုလာပြန်ခေါ်ခိုင်းနေရလားမကူညီကြလဲပေးသွားလိုက်ပါငါကူညီနေရလို့ဆိုပြီးပထွေးကိုပြန်ပေးမယ်ဆိုကလေးဘွားကတနာဖို့ကောင်းမိုင်ဒီကာလမှာကအချောင်းနိုင်မဲ့လူတွေကစောင့်နေကြတာမလို့ဘီးအနေရဲ့ကင်းပါစေတမီးလေးရေဆိုပြီးဝိုင်းဆူတောင်းပေးနေကြတာပဲဖြစ်ပါအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အနိုင်ကျင့်ပ ਾਇ ရိုက်ခင်ရတဲ့အကြောင်းသူကိုသူမဟုတ်တာလို့ပ ਾਇ ရိုက်ခင်ရတာဆိုပြီးဆွဆွဲထားသူတွေကို တရားဆွဲတော်မူအဖြစ်မင်္ဂလာပါပရိသတ်ကြီးတို့၏လက်တလောကရဲ့အထဆောင်ဖြစ်တဲ့ကျောင်းသူတို့အုပ်ကိုအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ဗီဒီယိုလေးကိုတော့အားလုံးလေးကြည့်ပြီးကြားပြီးထင်ပါတယ်။ဒီထဲမှာတော့အရိုက်ခံရသူကလေးမလေးကစကားကိုအေးအေးဆေးဆေးပြောပြီးတငယ်ချင်းတွေကိုရှင်းပြနေပြီးအရိုက်ခံရတာတော့ဒေါသမထွက်ပဲဒေါသကိုမျိုးသိမ့်နေတတ်တာအားလုံးအမြင်ပါပဲ။ဒါပေမဲ့လည်းလက်ရှိမှာတော့တချို့တွေကအရိုက်ခံရသူဘက်မှာမရှိပဲ ုပ်စုဖွဲ့အနိုင်ကျင့်တဲ့ဘက်မှရှိနေပြီးဆွဆွဲတာတွေပါရှိလာခဲ့တာပါ။ဒါကြောင့်မလို့ဒီကနေ့မှာတော့နင့်နာသူ မင်းကလေးအားမဟုတ်ပဲဆွဆွဲပြီးပုတ်တင်ထားသူတွေပြန်မဖြတ်ပါက66ကကြီးဖြစ် တရားစွဲဆိုမည်ဆိုပြီးအတိပေးပြောဆိုလာပဲဖြစ်ပါတယ်။တကယ်တော့ကျူးလွန်ခံရသူကလေးမလေးကကျူးလွန်တဲ့ဘက်ကို Photoshop နဲ့ပုံတင်စာတင်နေဆိုပြီးနင့်နာသူကလေးမလေးတင်တာမဟုတ်ပါဘူး။ចောင်းချိန်ပြင်ပါမှာတခြားចောင်းကသူ့တငယ်ချင်းကသူ့ဖုန်းကိုယူပြီးတင်လိုက်တာပါ။အဲဒီအတွက်လေတင်လိုက်တဲ့ចောင်းသူလေးကအတင်ခံရတဲ့ចောင်းသူလေးကိုရှ िख ိုးတောင်းပန်ပြီးသလို သူ့အမိလည်းတောင်းပန်ပြီးတော့ကိုကျူးလွန်သူအဖွဲ့ကသူ့အကောင့်မှာဗီဒီယိုရိုက်တင်ထားပြီးပါပြီ။နင်နာသူចောင်းသူလေးလောက်တာမဟုတ်ပါဘူး။အခုစစ်ဆေးကြတဲ့မြောင်းမြပညာရေးတာဝန်ရှိသူများကလည်းထိုကိစ္စကိုတိကျတိတိကျကျသိပါပြီ။တွားရောက်ဆောင်စံမင်းမြန်နိုင်ပါပြီ။ဒါကိုမသိပဲနင်နာသူကလေးမကတင်ပါတယ်လို့ပြောပြီးအဲလိုတင်လို့အယိုက်ခံရတာပါဆိုပြီးတင်ထားတဲ့သူများကိုအဆိုပါပုတ်ပြန်မပြတ်ပေးပါကသက်ဆိုင်ရာဆက်သွယ်ရေးဥပဒေပုံမှ66ကကြီးနဲ့တရားစွဲပါမယ်လို့တီးရပါပြီ။ပြန်ဖြတ်ဖို့အချိန်မီပါသေးတယ်။ ကျွလွန်နာလဲခံရသည်တာသမီကြီးကိုချင်းမဆာသူများတာသမီကိုလည်းအာမနာပဲပြောချင်သူများကိုတိတိကျနာကခမရတို့သမီးအားအလိုပိုတင်လို့အခုလိုအုပ်စုလိုက်ပားရိုက်စော်ကားခံရထိုင်ကြောရဆိုရင်ခြေနဲ့နိုင်မလားဖြေပါပို့တင်ရင်တက်ဆိုင်ရာဥပဒေရှိတယ်လေတိုင်လေမိမဲတိုင်ပြီဥပဒေမဲ့တိုင်ပြီမဟုတ်ဘူးပို့တင်လို့ဆိုပြီးမိမဲကြီးရိုက်ဆက်ဆက်အုပ်စုဘွဲအနိုင်ကျင်တာလုပ်လို့မရဘူးရင်ကြီးရဲ့လူအတိုင်းဝိုင်းမှာနေချင်း ဥပဒေကိုလေးစားလိုက်နိုင်ရရင်လောကနီတီကိုမှတ်သားနိုင်ယူကျင့်သုံးရရင်ဒါလူချင်းဝင်ပိတ်နောက်သက်ဆိုင်ရာတာဝန်ရှိသူတွေက2024ခုနှစ်စက်တလပိုင်းကလေးကကျွလွန်သူတွေကိုခံဝင်ထို အရင်ယူထားတယ်ဆိုပေမဲ့ပြစ်မှုနဲ့ပြစ်ဒဏ်မမျှရင်တရားမျှတမှုမရှိရင်တရားရုံးတော်အယူခံအစစ်စစ်တက်ခွင့်ရှိတရားပါဒီကိစ္စကလည်းကျူးလွန်ထားတဲ့သူတွေကကြောင်းဆက်တက်ခွင့်ရပြီးနစ်နာသူကကြောင်းဆက်မတက်ရဲလို့ကြောင်းနာနေရဆိုတော့လုံးဝမဖြစ်တဲ့ကိစ္စပါအခုပြန်တင်လိုက်တော့တာဝန်ရှိသူတွေကတော့ရှင်းပြီးသွားပြီဒီကိစ္စကဘာလို့ပြန်ရှင်းကြလို့လို့လဲလုံးလို့ကောင်းတော့မင်း ဒီဖြစ်စဉ်အားစဖြစ်ဒီမှာစကကွန်ကြီးစာရွက်ပေးခဲ့ကြသောတာဝန်ရှိသူများအားလုံးနဲ့အမှန်တရားအတွက်ဝိုင်းဝန်းပေးကြသောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါ၏အားလုံးပဲငါသားသမီးမအဖိုးတန်တယ်လို့မထင်ပါနဲ့မိဘတိုင်းကသားသမီးကိုယတနာတပါလို့မိဘတွေကထားကြတာပါဗမ်းမလိုက်ပါနဲ့ညီတူညီမျှဒန်းတူဖြည့်ရှင်ပေးပါဝိုင်းပြီးအနိုင်ကျင့်တာကိုတော့လက်မခံပါဘူးအဲ့ဒီမိန်းကလေးသားငါညမဆိုရင်အကူတယောက်အနေနဲ့ဒေါသနဲ့ဖြည့်ရှင်ကြည့်လေ အဲ့ကလေးမတွေဘာဖြစ်မလဲစဉ်းစားကြည့်တွေးကြည့်ကြတာမလို့ဘူးနော်တန်းတူညီများစွာចောင်းပြာမတွေဖြည့်ရှင်းပေးဖို့လိုအပ်ပါချမ်းသာတာဆင်းရဲတာလာမခွဲခြားနဲ့နော်ဝိုင်းပြီးအနိုင်ကျင်တာကိုလုံးဝလုံးဝလက်မခံပါဘူးမဟုတ်တာလို့လို့အရိုက်ခင်ရလားဆိုတဲ့သူတွေလည်းကို့အမားကိုတီးကြဖို့အတိပေးလိုက်ရပါတယ်အစုံတီးကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ပထွေးကိုကြောက်ပြီးထွက်ပြေးလာတဲ့ဆလင်းနှစ်အရွယ်သမီးငယ်လေး မင်္ဂလာပါပရိသတ်ကြီးတို့အခုနောက်ပိုင်းမှာတော့မိဘနဲ့သားသမီးတော်မယုံကြည်ရတော့တဲ့ခင်းစနစ်ဆိုကြီးအောက်ကိုရှောက်လာနေပါတယ်ခင်းနဲ့လိုက်ရောညီထွေနေတဲ့သူတွေများလာတယ်လို့ခင်းနောက်လိုက်ပြီးပျက်စီးလာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါတယ်ဘိုးဆိုးရာကတော့လူတိုင်းမိဘကသားသမီးပေါင်းနှမအမျိုးဆိုရာတွေကိုလည်းစိတ်မချရတော့တယ်လို့လာသားအရွယ်ကလေးပါပဲဆိုပြီးလဲဖခင်ရင်းနဲ့တောင်တွတ်ထားလို့မရတော့တဲ့အခြေအနေအထိကိုစိုးဝါလာခဲ့တာပါဇရိုက်တွေလည်းကြမ်းတမ်းလာတယ်လို့စီးဆိုရာတွေလည်းမရှိတော့ပဲဖုန်းတွေကလုံးသမားတွေကို အတုမြင်အတက်တဲ့လက်တက်ဆန်းကျင်လာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါတယ်။အခုလိုလူအများကအစည်းပွားရေးမပြေလည်ကြပဲဇုံရင်ပူပန်မှုတွေလည်းများစွာရှိလာခဲ့ပါတယ်။ဒါကတော့ကိုသားသမီးတွေအတွက်ပါ သမီးမိန်းကလေးမွေးထားပြီးငယ်သေးပါတယ်ဆိုပြီးအိမ်မှာတယောက်တည်းထားလို့မရတော့တဲ့အခြေအနေတွေဖြစ်လာသလိုကိုဦးလေးပါ အကိုပါအမျိုးပါဆိုပြီးစိတ်ချလက်ချလေးထားခဲ့လို့မရတော့ပါဘူး။ဒီထက်ဆိုတာကတော့ပထွေးပါပဲ။ပထွေးဆိုရင်အမျိုးတွေကတော့တရားမှာတယောက်လောက်သာရှာရှာပပလူကပါတတ်ကြပြီး မရဘာသားသမီးလေးတွေဆိုရင်ကိုဖြက်စည်းဖို့အနစ်ချောင်းတွေတက်ကြသူတွေများပါတယ်။မွေးဖားခင်တောင်တချို့စိတ်မချရပဲသမီးကိုမရလောက်လိုက်လို့ကလေးရသွားတာတွေတောင်ရှိလာပါတယ်။ကုတကမှလည်းဒီအသက်၁၄နှစ်အရွယ်ကလေးမလေးကတော့ပထွေးရဲ့ရံကိုကြောက်လို့ထွက်ပြေးလာခဲ့ရပဲဖြစ်ပါတယ်။မိခင်ဖြစ်သူကယောက်ျားဆုံးပြီးတိတ်မကြခင်မှာပဲနောက်အင်နာပြုတ်ခဲ့တာပါ။နောက်အင်နာပြုတ်ပြီးတိတ်မကြခင်မှာပဲမိခင်ဖြစ်သူကဆုံးသွားခဲ့ပါတယ်။ဒါကြောင့်မဲသမီးလေးခမအကူရမဲသွားခဲ့ရပြီးပထွေးကလည်းအချိန်ပြည့်မူးယူတောက်စားနေရကြောင်း သူမဘဝအတွက်လုံခြုံမှုဆိုတာလည်းမရှိတော့ပါဘူး။ပထွေးနဲ့နေရပေမဲ့ပထွေးဖြစ်သူကအခုလိုတောက်စားမှုရတဲ့တာကြောင့်ခင်ပြေဆောင်ကအိမ်မမနေရလို့ထွက်ပြေးလာတာဖြစ်ပြီးစိတ်ထုံမျိုးပြီးသူစီအနောက်နေတယ်လို့သိရပြီးဆွေမျိုးစွာလည်းမရှိသူတယောက်ဖြစ်ပိုင်ခင်ပြေဆောင်ကတော့အသက်၁၄နှစ်အရွယ်လေးသာရှိသေးပြီးအခုချိန်မှာတော့ပထွေးရဲ့ရန်ကိုကြောင်လို့ထွက်ပြေးရင်းလက်ရှိကရင်ပြည်နယ်ဖျားသုံးစုမျိုးကိုရောက်ရှိနေရပဲဖြစ်ပိုင်ခုချိန်မှာတော့တက်ဆိုင်ရာကုညီရေးအသင်းကဆောက်ရှောက်ပေးထားပြီး သမီးလေးရဲ့အမျိုးတွေမိသားစုဝင်တွေအနေနဲ့လာခေါ်ဖို့အတိပေးလာတာပဲဖြစ်ပါတယ်။ဒါကြောင့်တချို့ကတော့အမျိုးစုနဲ့ပထွေးကလာခေါ်ရင်ဘယ်လိုလုပ်မလဲ။ပထွေးနဲ့တော့ပြန်မထည့်ပါနဲ့။ကလေးဘွားမလုံးကြုံမအောင်ပြန်မထည့်စေချင်မို့။ပထမပုတ်မှာမိခင်ကကွယ်လွန်ပြီဆိုကြရတီချာမေးပြီးတင်းတော်မဲသူတော်ကောင်းလေးစီထားတည်ခြင်းနဲ့အလုတ်ပြီးအဆောင်နေစရာတကယ်ဆွေမျိုးလိုကိုချင်းစားတဲ့သူတွေနဲ့တွေ့စေချင်ပါ යි ။ဇလေးနှစ်ကအကုံနားလေနေပြီးအမျိုးမရှိဘူးတကောင်ကျွတ်လို့ပြောထားတာကို တည့်ရသူအမြန်ဆက်သေးဆိုတော့ပထွေးကိုလာပြန်ခေါ်ခိုင်းနေရလားမကူညီချင်လဲပေးသွားလိုက်ပါငါကူညီနေရလို့ဆိုပြီးပထွေးကိုပြန်ပေးမယ်ဆိုကလေးဘွားကတနာဖို့ကောင်းမိုက်ဒီကာလမှာကအချောင်နိုင်မဲ့လူတွေကစောင့်နေကြတာမလို့ဘီးအနေရဲ့ကင်းပါစေတမီးလေးရေဆိုပြီးဝိုင်းဆူတောင်းပေးနေကြတာပဲဖြစ်ပါအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်